မိဘပြည်သူများရှင်ခက်နေဆိုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့မှာမိဘပြည်သူများကိုကျွန်မပထမဦးဆုံးပြောပြပေးရမယ့်သတင်းလေးကတော့ကျွန်မရဲ့မိဘပြည်သူတွေအားလုံးအရန်ကိုသိကျင်နေတဲ့အကြောင်းအရာလေးတစ်ခုပါ။အဲ့ဒါကတော့အမေရိကန်မှာဆိုရင်အခု TPS ကိုရုပ်သိမ်းလိုက်ပါတယ်။ဒီလိုရုပ်သိမ်းမှုဟာဘာကြောင့်ဖြစ်တာလဲ။ဘယ်ကနေစတာလဲ။ဒီကနေဘယ်လိုအကျိုးဆက်တွေဖြစ်လာလဲဆိုတာလေးမိဘပြည်သူများသိကျင်နေကြမယ်လို့ကျွန်မယုံကြည်မျှော်လင့်ပါတယ်။အဲ့တော့ကျွန်မအနေပြီးတော့သိမိသမျှပုစုတာလေးရှာဖွေထားပါတယ်။ ဒီကြောင့်လည်းပတ်သက်ပြီးတော့တက်သိနားလေတဲ့ဆရာသမားတွေကိုလည်းချင်းကပ်ပြီးတော့ကျွန်မပညာယူခဲ့ပါရှင့်ဆရာသမားတွေကလည်းကျွန်မပညာလေးရှင်းပြခဲ့ပါတယ်ဒါကြောင့်မြို့ပြည်သူများကျွန်မထပ်ဆင့်ပြန်လဲပြီးတော့မျှော်ပေးပါစေနော်မြို့ပြည်သူများစိတ်ဝင်စားနေတဲ့ TPS ဆိုတာကတော့အမေရိကန်နိုင်ငံနေပြီးတော့သူ့ကနေနိုင်ငံထဲဝင်လာခဲ့တဲ့သူတွေကိုဒုက္ခသည်အဆင့်နဲ့တတ်မှတ်တာရှိပါတယ်သူတို့ရဲ့လူဝင်မှုကြီးကြပ်ဌာနကနေဒုက္ခသည်အဆင့်၃ဆင့်တိတိတတ်မှတ်ထားပါတယ်၃မျိုး၃စာခွဲထားတာပေါ့နော် ထမဆုံးအဆင့်ရတော့ refugee status လို့ခေါ်ပါတယ်ရှင်ဒုက္ခသည်အဆင့်ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ political asylum လို့ခေါ်ပါတယ်ရှင်ခုံလုံးကွင်းပေါ့နော်နိုင်ငံရေးခုံလုံးကွင်းဖြစ်ပါတယ်တတိယတစ်ခုကတော့အခုရုပ်သိမ်းခံရတဲ့ TPS ဖြစ်ပါတယ်ရှင်ကျမကဒီမျိုးစားသုံးခုကိုအရင်ဆုံးအကြံဉာဏ်လေးရှင်းပြပေးပါမယ်ရှင် ပထမဆုံးတစ်ခုဖြစ်တဲ့ refugee status ဆိုတာကတော့ဒုက္ခသည်အဖြစ်နဲ့အမေရိကန်နိုင်ငံကိုရောက်ရှိလာမယ်သူတွေပေါ့နော်ဒီလူတွေကဘယ်လိုမျိုးလဲဆိုတော့ကျမတို့နိုင်ငံကြီးရဲ့နေဆက်စည်းမျဉ်းတွေမှာရှိတတ်တဲ့ဒုက္ခသည်စခန်းတွေပေါ့နော်ဥပမာကျမတို့ထိုင်းမြန်မာနေဆက်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာရှိတဲ့မြန်မာနိုင်ငံသားတွေဒီထိုင်းနိုင်ငံနေဆက်မှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာဆိုမြန်မာနိုင်ငံသားမှမဟုတ်ဘူးခြားနိုင်ငံသားတွေလည်းရှိနေတတ်ပါတယ်ရှင်အချို့ပင်ငယ်လေးလည်းအဲ့လိုမျိုးဒုက္ခသည်စခန်းတွေမှာရောက်ရှိနေတာရှိပါတယ်အဲ့တော့ဒီလူတွေကို UNHCR ကနေပြီးတော့သင်္ချာစီစစ်တဲ့ ဒီလူတွေဟာဒီနိုင်ငံမှာပေါ့နော်မြန်မာနိုင်ငံမှာနေထိုင်မှုတကောခက်ခဲနေဖြစ်တဲ့အဆင်မပြေမှုတွေဖြစ်တဲ့ဒါမှမဟုတ်ရင်နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ကိုယ်နိုင်ငံအောင်ပြန်တဲ့အခါမှာဖမ်းဆီးခံရနိုင်တဲ့အခြေအနေတွေရှိတယ်ဆိုရင်တို့ရဲ့သတ်မှတ်ချက်နဲ့ကိုက်ညီတယ်ဆိုရင်တို့ကဒုက္ခသည်အနေနဲ့သတ်မှတ်ပြီးတော့အမေရိကန်နိုင်ငံကိုခေါ်ပါတယ်ရှင့်ဒီခါမှာ refugee status နဲ့အမေရိကန်နိုင်ငံကိုရောက်ရှိသွားပါတယ်ဒါကပထမဆုံးတစ်ခုပါ အခုလိုမျိုး refugee နဲ့အမေရိကန်နိုင်ငံကိုရောက်ရှိလာတယ်ဆိုရင်သူကတစ်နှစ်ကျော်သွားလို့ရှင့်ပေါ့နော် green card ဆိုပြီးရှောက်လို့ရတယ်။၅နှစ်ပြည့်သွားခဲ့လို့ရှင့်တော့သူတို့နိုင်ငံသားဖြစ်နေရှောက်ထားလို့ရတဲ့ခွင့်အရေးတွေရရှိနိုင်ပါတယ်ရှင့်။ဒါပထမဆုံးမျိုးစာတစ်ခုပါ။ဒုတိယမျိုးစာလေးကတော့ political asylum လို့ခေါ်တဲ့နိုင်ငံရေးခုံလုံးဝင်ဖြစ်ပါတယ်။ဒီလိုနိုင်ငံရေးခုံလုံးဝင်ရကြတော့ဒုက္ခသည်စခန်းနေရာတွေသွားတာမဟုတ်ပဲနဲ့နိုင်ငံတစ်ခုရဲ့ပေါ့နော်နိုင်ငံတစ်ခုကနေပြီးတော့အမေရိကန်နိုင်ငံကိုရောက်လာခဲ့တယ်။အမေရိကန်နိုင်ငံရောက်တော့မှမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ပတ်သက်ပြီးလို့မြန်မာနိုင်ငံထုတ်တဲ့ဥပဒေနဲ့ပေါ့ညီစောနေဆိုရင်သူတို့နိုင်ငံသူတို့ပြန်လို့မရတော့ကိုယ့်နိုင်ငံပြန်လို့မရတော့ဆိုရင်အမေရိကန်နိုင်ငံမှာနိုင်ငံရေးခုလုံ့ကွင့်ဆိုပြီးရှောက်လို့ရပါတယ်ဒီလိုရှောက်ထားလို့အဆင်ပြေသွားတယ်ဆိုရင်အမေရိကန်နိုင်ငံမှာနိုင်ငံရေးခုလုံ့ကွင့်နဲ့ဆက်လက်နေထိုင်လို့ရတာပေါ့ရှင်နောက်ဆုံးတစ်ခုကတော့အခုရုပ်သိမ်းခံရတဲ့ဟာဖြစ်တဲ့ TPS ဖြစ်ပါတယ်ရှင် TPS ကတော့ယာယီကာကွယ်ပေးတဲ့အခြေအနေတစ်ခုလို့ပြောလို့ရပါတယ်ရှင်ဥပမာပေါ့နော်ကိုယ့်နိုင်ငံမှာ ဒီနိုင်ငံသားတယောက်ကစစ်ဖြစ်လို့ဖြစ်စေရေးကြီးလို့ဖြစ်စေဘလို့မှနေထိုင်လို့မရတဲ့အခြေအနေတစ်ခုမှဆိုရင်အမေရိကန်နိုင်ငံကိုရောက်လာခဲ့တယ်ဆိုရင်အမေရိကန်နိုင်ငံ TPS ထုတ်ပေးရဲခေတ္တခဏသူတို့နိုင်ငံမှာနေထိုင်လို့ရတယ်ခိုလုံလို့ရတယ်ဒါမဲ့ဒါဟာနိုင်ငံသားရှောက်ဖို့အတွက် green card ရှောက်ဖို့အတွက်ကြတော့အခွင့်အလမ်းကအရှိန်အနှမျိုးလိုမျိုးအားသာခြင်းမရှိပါဘူးရှင့်ခေတ္တခဏပဲလက်ခံထားတာပေါ့နော်တကယ်လို့ဒီ TPS ရထားတဲ့သူတွေဟာသူတို့စွန့်ခွာလာခဲ့တဲ့နိုင်ငံကအခြေအနေကောင်းပြီး okay ပြီဆိုရင်အိမ်ပြန်ရတယ်ရှင့် ရိုးရှင်တဲ့ဥပမာလေးနဲ့ပြောရမယ်ဆိုရင်တော့ဒါကျမတို့အိမ်နီးနားချင်းပေါ့နော်ဟိုဘက်အိမ်နဲ့ဒီဘက်အိမ်မှာဟိုဘက်အိမ်ကသဘောဘေးဒဏ်ဖြစ်စေအန်ရဲတခုခုကြုံလို့ဖြစ်စေဒါမှမဟုတ်အိမ်ပြူသွားလို့ဖြစ်စေအိမ်သားတွေတို့အိမ်မှာနေလို့မရတဲ့အခြေအနေတခုမှာဒီဘက်အိမ်ကသူကခဏခေါ်ပေးထားတာအတကယ်ချင်းမင်းတို့အိမ်ပြက်စီးနေရငါ့အိမ်မှာခဏလာနေစသဖြင့်ပေါ့နော်အချိန်ကလာတစ်ခုရောက်လို့ဟိုဘက်အိမ်ကပြန်ပြီးတော့ပြင်ဆင်ပြီးပြီးဆောင်ရွက်ပြီးပြီးဆိုရင်အတကယ်ကြီးမေ့မေ့ပြန်တော့ဆိုပြီးတော့ပြန်လဲပြီးတော့သူ့အိမ်သူပြန်လှော့တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံသားအတွက်ကမြန်မာနိုင်ငံအိမ်ပါပဲအမေရိကန်သူတို့အိမ်မဟုတ်ဘူးလေအမေရိကန်နိုင်ငံကလည်းကိုယ့်အိမ်ကိုကိုပြန်မှာဆိုတဲ့ပုံစံမျိုး DTPS အခုတရှိထားတဲ့သူတွေပေါ့နော်ရုပ်သိမ်းပြီးတော့ပြန်လွှတ်တာဖြစ်ပါတယ်အဲ့တော့ပြန်လွှတ်တဲ့ခါမှာအမေရိကန်နိုင်ငံက ပြောရဲပေါ့နော်ဒါမြန်မာနိုင်ငံမှာချင်းနေရန်ကောင်းနေပြီးယူကော့ဝန်နဲ့ပတ်သက်ပြင်ဆင်လာရင်လည်းအရန်ကိုသူတို့အားရတယ်မြန်မာနိုင်ငံချင်းနေတိုးတက်လာပြီးစသဖြင့်ပေါ့နော်ဒီလိုပြောတယ်ပြောပြတဲ့အခါမှာ TBS ကိုချုပ်သိမ့်လိုက်တယ်ဒါကြောင့်မြန်မာနိုင်ငံမှာရှိရဲမြန်မာနိုင်ငံတွေထွက်ပြေးလာတဲ့သူတွေပေါ့ရှင်ထွက်ပြေးလာတဲ့တိတ်ရှောင်လာတဲ့သူတို့စီကို TBS နဲ့လာခုံလုံးတဲ့သူတွေဟာဆိုရင်ကိုယ့်ရဲ့အိမ်ကအချင်းနေကောင်းပြီဖြစ်တဲ့အတွက်အိမ်ပြန်လို့ရပြီဆိုပြီးတော့ပြောချင်တဲ့အထိပ္ပယ်ပဲရှင်အဲ့လိုမျိုးပြောတာလေအဲ့တော့ဒီအထိပ္ပယ်ကဘာလို့သောက်တက်ရောက်လဲဆိုရင်အမေရိကန်နိုင်ငံအနေနဲ့ကဒီလိုမျိုးရောက်ရှိလာတဲ့ဒုက္ခသည်အမိခံတဲ့သူတွေ ခေါင်းစဉ်မြင်းမြင်းနဲ့ရောက်လာတဲ့သူတွေပေါ့နော်ဒီလိုလူတွေအတွက်ကိုသူတို့နိုင်ငံအခွန်ထဲကနေကြခံနေရတဲ့ကုန်ကြစိတ်တွေရှိတယ်။ဒါတွေအတွက်ကိုဒေါ်နယ်ထရန့်ကတက်လာတဲ့ခါမှာပေါ့နော်သူ့နိုင်ငံထဲမှာရှိတဲ့အမေရိကန်နိုင်ငံသားစစ်စစ်အင်ဂျီယာမဲ့တွေမရှိစင်ရဲ့သားတွေပေါ့ရှင်ကျွန်တော်နိုင်ငံလူမျိုးအခြေခံလူနဲ့သားတွေပေါ်မှာတော့သူကနိုင်ငံတော်ကအပြည့်အဝ support တင်မပေးနိုင်မဲနဲ့ကိုယ်နိုင်ငံသားလည်းမဟုတ်တဲ့သူတွေဒုက္ခတဲ့အမေရိကန်နဲ့ရောက်လာတဲ့သူတွေအမေရိကန်ကဒါသူတို့ ကဘာပေါ်မှာပေါ့နော်ဒီလိုအဖွဲ့အစည်းရေ private အဖွဲ့အစည်းရေတဲမှာဆိုရင်အမေရိကန်နိုင်ငံကရန်မုံငွေအများဆုံးထည့်တဲ့နိုင်ငံဒီရန်မုံငွေရဲ့ဌာနကိုလည်းသူကထမ်းထားရတာပေါ့နော်ဒေါ်နယ်ထရန့်ဟာဆိုစီးပွားရေးသမားလေးဖြစ်တယ်ဒီလိုလောက်ွက်တွေသူကကောင်းကောင်းသဘောပေါက်တယ်ဒါကျွန်မအနေနဲ့စကားဆက်ဆက်မိလို့ပြောပြတာပါ NGO အချို့ရဲ့လှုပ်ဆောင်ချက်တွေပေါ့နော်ကျွန်မမြန်မာနိုင်ငံနယ်စပ်နဲ့ထိုင်းနိုင်ငံနယ်စပ်မှာရှိရဒုက္ခသည်စခန်းမှာဆိုရင်ဒုက္ခသည်ရှိကြတယ်လေအဲ့ဒုက္ခသည်တွေကိုနေ့စဉ်နေ့တိုင်းစားဖို့တောက်ဖို့ကြွေးဖို့စိတ်ကူတာဖို့အမှုဖြစ်တဲ့သူတို့အမှုလုပ်ပေးဖို့စသဖြင့် ဲ့လိုကိစ္စတွေကိုတာဝန်ယူတဲ့အဖွဲ့အစည်းရွန်နဲ့ UNHC ကနေပြီးတော့လက်ခွဲပေါ့နော်ဒီစီမံဆောင်အပြင်နဲ့ NGO အဖွဲ့အစည်းအများရှိရဲ့မြန်မာနိုင်ငံနေတော့ NGO မှာလှုပ်လှုပ်တဲ့သူတွေဆိုဒေါ်လာနဲ့ရကြရတယ်ဆိုတော့ဇလန်းတွေပေါ့နော်အဲ့လိုရှိရဲ့ရှင့်အဲ့ဒီလူတွေကဒီဒုက္ခသည်တွေကိုကိုညီဆောင်ရဲ့ပေးဖို့အတွက်ဆိုတော့ project တွေတင်တယ် project တင်တဲ့အခါကျလို့ရှိရင်ဒီလူတွေကိုကျွေးဖို့အတွက်စံဗနဲ့အိတ်လိုတယ်စေဝဗနခုလိုတယ်စသဖြင့်ပေါ့နော်အဲ့လို project တွေတင်တာရှိရဲ့အခါကျလို့ရှိရင်တချို့တွေကစံတအိတ်ကိုပေါ့နော်ထိုင်းနိုင်ငံကနေဝယ်တယ်ဆိုတော့စံတအိတ်ကို ဘတ်ဘလောက်လဲဥပမာပေါ့ဘတ်1000ကြာရဲဆိုသူက1000နဲ့တရားတင်ခြင်းတင်တယ်2000တင်ခြင်းတင်တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်တော့ NGO မှာလုံဆောင်နေကြတဲ့အချို့သောသူတွေဟာစေတနာရင်းခံတာမဟုတ်ပဲねဒုက္ခသည်တွေဘန်းပြပြီးထမင်းရှာစားနေတဲ့သူတွေဖြစ်နေရဲ့ရှင်ဒီစကြက်ကြီးကို Donald Trump ကသိနေတာသူကစီးပွားရေးသမားလေးစီးပွားရေးသမားဆိုတော့ဘယ်သူတွေရဲ့စီးပွားရေးလောက်ကွက်ကိုမဆိုသူကသိနေတာ ြောရမယ်ဆိုတော့ NGO အချို့ရဲ့မယိုးသားမှုတွေကိုဒေါ်နယ်ထရန့်ကခြေရခံမိနေရကြာပြီပေါ့နော်ဒီလိုမယိုးသားမှုတွေကိုငွေကြေးကုန်ကြခံနေရတဲ့နိုင်ငံတွေထဲမှာအများဆုံးရန်ပုံကထည့်နေရတယ်အမေရိကန်နိုင်ငံပြီးတော့သူ့အနေနဲ့ကသူစဉ်းစားပြီလေသူ့နိုင်ငံပြည်သူတွေရဲ့အခွန်နဲ့ရရှိထားတဲ့နိုင်ငံဘဏ္ဍာကိုအခြားနိုင်ငံသူတွေကိုသူကြွေးမလား ဒီလိုကျွေးတဲ့ခါမှာတော့ဒုက္ခတွေလည်းပြေဝါစားရတာမဟုတ်ဘူး။ကြားထဲကနေပြီးတော့ NGO ထဲမှာလုပ်တဲ့သူအချို့ကဖြတ်စားခွာစားသေးတယ်။ NGO မှာလုပ်တဲ့သူတွေဆိုကျွန်မ ပြောချင်တဲ့သဘောတရားကောင်းကောင်းနားလည်တယ်။ကျွန်မအများကြီးမပြောချင်လို့ရှင့်။တို့လို့တဲ့ project တွေကြောင့်တို့သိဆုံးမယ်။ project တစ်ခုလုပ်လို့ဒေါ်လာဘဏ္ဍသိမ်းကြံလဲဆိုတာကတချို့ NGO တွေအသိဆုံးပါပဲရှင့်။ကျွန်မအများကြီးမပြောချင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ dream လုပ်ငန်းဆောင်တာတွေကကမ္ဘာမှာမရှိလို့လည်းမရအောင်ဒုက္ခရောက်တဲ့နေရာတွေအတွက်တို့ကအကူအညီဖြစ်တယ်။တချို့ဒီပြောမယ်ဆိုဒီလောက်ကရှင်မြန်မာလူပြောမယ်ဆိုတော့လောက်တဲ့ကုသိုလ်ရရရှင်။ ကမ္ဘာတစ်ကမ္ဘာလုံးမှာရှိတဲ့ဒုက္ခတွေကိုကူညီကယ်ဆယ်ရတာအလှရှင်တွေရဲ့ငွေကြေးနဲ့နိုင်ငံတွေကပေးတဲ့ရံမငွေတွေနဲ့ဒါပေမဲ့ဒါတွေကိုအကျိုးမြတ်ထုတ်တဲ့အခါကျတော့ဒီဟာရဲ့စီးပွားရေးတစ်ခုဖြစ်နေတာဇက်ကြက်ကြီးတစ်ခုဖြစ်နေတာဒီစီးပွားရေးကိုကြီးထွားအောင်လို့ဒုက္ခရောက်တဲ့သူတွေမများများအောင်မတိုးတိုးပေါအောင်လုပ်နေတဲ့အဖွဲ့အစည်းရတဲ့ရှိလာတဲ့အခါကျတော့ကျမတို့မှာစုံလဲစူးစားလဲယူချင်နေဖြစ်နေရရှင့်အဲ့တော့ဒီတစ်ပိုင်းကတော့ကျမအများကြီးမရှိရှိလဲလဲမရှင်းပြချင်တော့ဘူးဘောနော်ဘာကြောင့်လဲဆိုတော့အများကြီးတွေထိခိုက်သွားမှာကျမဆိုးလို့ရှင့် ကျွန်မဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ NGO တွေမှာလုပ်နေကြတဲ့တကယ်စေနာထားပြီးလုပ်နေသူတွေလည်းနားလေတယ်။ NGO ဖန်ပြပြီးလှုပ်ရှားနေသူတွေလည်းနားလေတယ်ရှင်။ဒီလောက်လေးပဲကျွန်မပြောတော့မှာပေါ့နော်။ဒါတော့ဖြစ်စဉ်ကအဲ့လိုတွေဖြစ်သွားတဲ့အခါမှာဆိုရင်အမေရိကန်ကဘယ်လောက်ထိပတ်စံချမ်းသာလဲပြောပြောသူပတ်စံနေရဒီလိုလေလွဲ့နေတာသူများနိုင်ငံသားတွေအတွက်သုံးနေရတယ်သူပဲတထားမလဲရှင်။ဒီလိုအခြေအနေတခုမှာဒေါ်နယ်ထရန့်တတိရှိရှိနဲ့သူ့နိုင်ငံအကျိုးစီးပွားအတွက်ကိုဒီလိုမျိုး ပတ်စံကုန်ပေါက်တွေအားလုံးရပ်တန့်လိုက်တဲ့အခါမှာတချို့သောလုပ်ငန်းတွေထိခိုက်သွားတာမီဒီယာတွေတောင်ပါသေးရဲ့မီဒီယာတွေလည်းပါတယ် NGO နဲ့ပေါင်းလို့တဲ့အထဲမှာအာဒီနေမြန်မာဘသူကဒုက္ခရောက်နေပါတယ်ဘလို့တွေဥစ္စာဖြစ်နေပါတယ်ဆိုပြီးတော့ရိုက်တယ်နေအလကားမဟုတ်ဘူးရှင်အဲ့ဒီနောက်မှာ project တွေရှိတယ်ဒေါ်လာတွေရှိတယ်ပြောရမယ်ဆိုရင်ဒီဒုက္ခရောက်နေတဲ့သူတွေရဲ့ပုံရိပ်လေးတွေကိုလက်ပေါ်တန်ထားတာအဲဒါကခွက်တလုံးစီကင်နာနဲ့တူတူပဲရှင်ကျမတို့ကတကယ်လုပ်နေသူတွေအားနာလို့ချို့စကားတွေမပြောချင်တာတကယ်စေနာနဲ့လုပ်နေတဲ့ NGO လုပ်တဲ့သူတွေရှိရယ် ဒီလိုလူတွေထိခိုက်မှာဆိုလို့ကျွန်မမပြောချင်တာတချို့တွေက NGO ပန်းပြပြီးလုံစားနေကြတာရှင်။ရိုင်းရိုင်းပြောရလို့ရှင်စင်ရနမနွမ်းပါလို့ခွက်လေးခံပြီးတော့တောင်းစားနေရတဲ့တောင်းစားခွက်တွေကပတ်စံနိုင်စားတာချို့ NGO လုပ်တဲ့သူတွေတချို့တချို့ကျွန်တော်ပြောရအောင်နော်။အကုန်လုံးပြောရမှာမဟုတ်ဘူးရှင်။အဲ့ဒါကမာကြီးရဲ့တကယ်ကိုပကတိအရှိတရားပဲအရန်ရှက်ဖို့ကောင်းတဲ့ပကတိရှိတရားပဲရှင်။ ဒီလိုလူတွေကပဲနိုင်ငံဒီမှာစစ်တွေဖြစ်နေပါတယ်ဆိုတော့မကြိုက်တရားရောင်နေပြောတယ်ဒီမိုကရေစီမရဘူးဆိုတဲ့စကားလုံးနေနဲ့စစ်တွေဖြစ်လို့ရှင်အားပေးကြရတယ်ဆိုတော့အဲ့ဒါတွေအကုန်တွဲဆက်ပြီးတော့ချိတ်ဆက်နေကိုရံကြီးတခုပဲရှင်ကျမတို့မြန်မာနိုင်ငံ PDF တွေဆိုတာကဒီလိုကိုရံကြီးတွေကနေပြီးတော့အသုံးချကပုံးရုပ်လေးတရုပ်ပဲပြီးတော့ဒီလိုတွေဖြစ်တဲ့အတွက်အခုဒေါ်နယ်ထရန့်နေပြီးတော့သူ့နိုင်ငံကုန်ကြနိုင်တဲ့အရာအလုံးဖြတ်တောက်တယ်ဒါကြောင့် TBS ကိုရုပ်သိမ်းလိုက်ပြီးမြန်မာနိုင်ငံမှာအဆင်ပြေနေပြီးမင်းတို့နိုင်ငံမင်းတို့ပြန်အဆင်ပြေခြင်းမပြေခြင်းကို तू က ။ဘာပေတဲ့နဲ့တိုင်းလဲဆိုရင်ပြန်စီခြင်းလို့သူတိုင်းပြီးပို့လိုက်တာရှင်ပြောလို့ရှင်ဒါဒါအမှန်တရားပဲရှင်။ပကတိအရှိတရားအမှန်တရားပဲ။ကျမနိုင်ငံကောင်းခြင်းဆိုခြင်းအတွက်ကိုသူအလောက်စိတ်ဝင်စားနေကြအကြောင်းမရှိဘူး။သူစိတ်ဝင်စားတာကသူ့နိုင်ငံမှာလာပြီးပုံနေတဲ့အမှိုက်တွေကိုမြန်မာနိုင်ငံနဲ့သူပြန်ပြစ်ချဖို့ပဲ။ဒါကြောင့်ဒီဟာကိုရုပ်သိမ်းလိုက်တာမြန်မာနိုင်ငံသူတွေမြန်မာနိုင်ငံပြန်ဖို့အတွက်ကိုသူစီစဉ်ပေးလိုက်တာရှင့်သူစီစဉ်တဲ့မင်္ဂလာပွဲပေါ့ရှင့်ဟဲ့မင်္ဂလာပွဲမှာမြန်မာနိုင်ငံကိုခြေဝရှင်ကိုခြေစုံကန်ပြီးတော့ ပြေးသွားကြတဲ့မြန်မာတွေပြန်လာတော့မယ်ဒီအိမ်ပြန်ခီးရခြုံပြင်းတဲ့အိမ်ပြန်ခီးတော့မဟုတ်တော့ဘူးရှင်ဘာကြောင့်လဲဆိုတော့သူတို့ဖြစ်စည်းသွားခဲ့နိုင်ငံပုံမှန်တိုင်းမှာရှိနေတာကျမောင်းနိုင်ငံသူတို့ရောရောက်လာတဲ့ခါကျရင်ကျမတို့လိုပဲကျမောင်းနိုင်ငံထဲမှာကျမတို့လိုပဲသူတို့ကြုံရဆောင်ရအောင်မရှင်အချိန်ကြာလဲကိုချင်းစာတက်သွားတာပေါ့နော်ကိုအိမ်ကိုမီးရှို့ပြီးထွက်ပြေးတဲ့အချိန်ကြာလို့ရှင်သူများအိမ်မှာဘယ်လောက်ထိပဲချမ်းသာချမ်းသာသူများကိုချင်းင်းပတ်မှာပဲထားတာလေ အိမ်ပြန်လာတဲ့ချိန်ကျတော့ကိုယ့်အိမ်ကမီးလောင်ပြင်းဖြစ်နေလို့ရှင်အဲ့ဒီမီးလောင်ပြင်းမှာပဲနေရမှာပဲရှင်အဲ့ဒါလေးကိုတချို့တော့နိုင်ငံသားတွေအတိတရားရရှိဖို့လိုပါပြီနော်အတိတရားမရှိဘူးဆိုတော့လေနောက်ခေတ်နောက်ခါတွေမှာဒီလိုဇလန်းနေကျမတို့ခဏခဏကြုံနေရအောင်မှာပဲရှင်ဒီချက်လေးကိုပဲသတင်းနှစ်ချုပ်အနေနဲ့ကျမအတိပေးပေါ့နော်ဒါစေတနာမြတ်တာစကားလေးပါကိုယ့်နိုင်ငံကိုမီးမရှို့ပါနဲ့မီးလောင်ပြင်းဖြစ်သွားလို့ရှင်နောက်ဆုံးကိုပဲနေရမှာရှင်ကိုကမြန်မာနိုင်ငံသားဖြစ်မွေးလိုက်ထာဝရမြန်မာနိုင်ငံသားပဲ ဒီကြားလေးမမေ့ကြပါနဲ့လို့ဒါကျမကတိုက်တွန်းပြောကြားလိုက်ပါရစေရှင်။မိဘပြည်သူများရှင်အမေရိကန်နိုင်ငံနေပြီးတော့ဒီပြည့်ရှုပ်သိမ်းပြီးမြန်မာနိုင်ငံသားတွေအိမ်ပြန်ရတော့မယ်ဆိုတော့ကျမမြန်မာနိုင်ငံကြီးရဲ့သဘောထားကဘလို့ရှိလဲဆိုတာမိဘပြည်သူများလည်းသိကြမှာပေါ့နော်။ကျမမြန်မာနိုင်ငံကြီးကတော့မိခင်တယောက်လိုပါပဲရှင်။လိမ်မာတဲ့သားသမီးတွေကိုလည်းစောက်ရှောက်သလိုမျိုးစိုးသွမ်းတဲ့သားစိုးသမီးစိုးတွေကိုလည်းမိဘဆိုတဲ့အတိုင်းပြည့်ရိုးထုံးစံမရှိဘူးဆိုတဲ့အတိုင်းတာဆိုသမီးဆိုတွေကိုလည်း ်ရုပ်ဝင်ထဲမှာပြန်ခေါ်ထားဖို့အတွက်မနေ့ကပုံကျုံးစင်မင်းထွန်းအားကြေညာသွားပါတယ်။ TPS ရုပ်သိမ်းခံရတဲ့မြန်မာနိုင်ငံသားတွေမြန်မာပြည်ကိုပြန်လာခဲ့ပါဆိုပြီးတော့နှွေးထွေးစွာကြိုဆိုထားပါတယ်။ဒီလိုကြိုဆိုတာအပြင်ကိုမနေ့ကငါငါကကြီးထွက်ထားတဲ့သူတွေကိုပါရုပ်သိမ်းပေးလိုက်တဲ့ရှင့်ရုပ်သိမ်းစာ၃ဆောင်တီတီထွက်လာခဲ့ပါတယ်။ငါငါအမှုနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေကိုလည်းအမှုရုပ်သိမ်းပေးလိုက်တယ်။ငါငါအမှုနဲ့ဖမ်းဆီးခံထားတဲ့သူတွေကိုလည်း အမှုရုပ်သိမ်းပေးလိုက်တယ်။ဒါအပြင်ငါငါအမှုလက်ရှိမှာကြားနာနေစေသူတွေကိုလည်းအမှုရုပ်သိမ်းပေးလိုက်ပါရတယ်ရှင်။နိုင်ငံပြပရောက်ပြီးတော့ငါငါကကြီးနဲ့ပေါ့နော်ညိပြီးနိုင်ငံပြပရောက်ပြီးဒုက္ခရောက်နေတဲ့သူတွေအတွက်ကတော့ဝမ်းသာဝမ်းနဲ့ဖြစ်ရမယ့်ကိစ္စလေးပါပဲ။ဒီသတင်းလေးကိုကျွန်မတင်ဆက်ပေးချင်ပါရှင့်။ဒီလိုမျိုးငါငါကို ပယ်ဖြတ်ပေးလိုက်တဲ့အခြေအနေတစ်ခုမှာဆိုရင်ယနေ့မှာအင်းစိန်အကျဉ်းထောင်နေပြီးတော့ငါးငါးကကြီးနဲ့အကျဉ်းကြခံနေတဲ့သူတွေလွတ်မြောက်လာပါတယ်လွတ်မြောက်လာတဲ့အခြေအတွက်ကတော့200နီးပါးလွတ်မြောက်လာတယ်ဆိုပြီးတော့သိရှိရပါတယ်ရှက်ရွှေဘူအကျဉ်းထောင်နေပြီးတော့ငါးငါးကကြီးနဲ့ကြခံနေရတဲ့သူတွေကတော့အကျဉ်းသားအကျဉ်းသူ16ဦးတိတိလွတ်မြောက်လာခဲ့ပါတယ်မလေးတိုင်းဒေသကြီးကနေပြီးတော့လွတ်မြောက်လာတဲ့သူကတော့265ဦးဖြစ်ပါတယ်ရှက်ဒီသတင်းလေးကိုမိဘပြည်မှာမနက်ကလည်းတွေ့မှာပါနော်အင်းစိန်ထောင်ရှိမှာမိဘတွေညီကိုမမတွေသွားဆောင်နေကြတယ်ထောင်ထဲကနေပြီးတော့ ငါငါကကြီးကြောင်ထဲရောက်သွားတဲ့သူတွေလွတ်မြောက်လာတယ်အားလုံးပျော်ရွှင်စွာဘုဖတ်ကြတယ်ငိုကြတယ်ဝမ်းနေကြတယ်ဆိုတဲ့အခြေအနေလေးတခုပေါ့နော်နိုင်ငံရေးသမားအချို့လည်းပါလာခဲ့ပါတယ်ရှင်ကျမတို့ဒီမေခွင်းမြင်တဲ့အခါမှာသူတို့ဘက် site ကိုပေါ့နော်သူတို့ဘက်က site ကိုကြည့်ရတဲ့အခါကျတော့ဝမ်းသာပေးပါတယ်သူများထောင်ထဲကနေလွတ်မြောက်လာတယ်ဆိုတာဒါဝမ်းသာစရာပဲလေဘယ်သူမှဆိုထောင်နေတန်းနေဆိုတာဘယ်သူမှမရောက်ချင်ဘူးရှင်အဲ့တော့သူများလွတ်မြောက်လာတယ်ဆိုတော့ကျမတို့ကမေတ္တာတရားနဲ့ဝမ်းသာပေးပါတယ်ဒါပေမဲ့ဒီလူတွေသည် ပဒေကိုတကယ်လို့လေးစားလိုက်နာကြရဲ့လားနိုင်ငံတော်ရဲ့မြစ်တာတရားနဲ့သူတို့ဟာထိုက်တန်ရဲ့လားဆိုတာကလည်းကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ့်ကိစ္စတစ်ခုပါပဲအခုဆိုလှုပ်ပေးလိုက်တဲ့အယောက်9000 6000 8000 8000ရှိရဲ့အထဲမှာဆိုရင်လူပဏ္ဏထောင်ကများနောက်ကနောင်တတရားတွေနဲ့ထွက်လာမှာလေကျွန်မဆိုလိုချင်တာကငါတို့ဒီလောက်ကိုလုံးမိတာမှားပြီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့သူများမစော်ကားဘူးမပုတ်ခတ်ရဘူး online မှာအချောင်တော့မလုပ်ရဘူးဆိုတဲ့နောင်တတွေအထဲမှာသူတို့ရှိနေပြီလားသူတို့အထဲမှာဆုံးမတုံသင်ပေးလိုက်ပြီလား တို့ကိုယ်တိုင်ရရောဒါအောင်နောင်တရပြီငါတို့မလုပ်တော့ဘူးဆိုရင်အတွေးတွေဝင်သွားပြီလားကျမတို့ဘလို့မှမသိနိုင်အောင်ရှင့်လူပနှထောင်ကများနောင်တတွေနဲ့ထွက်လာမှလဲနောင်တရသူတို့ရှိမှာမရှိတာမဟုတ်ပါဘူးရှိပါလိမ့်မယ်ဒါပေမဲ့အရှိတွားကတော့နဲနေအောင်မယ်လို့ထင်ပါတယ်အချို့တွေကတော့နောင်တရချင်ချင်မရချင်ချင်ပေါ့နော်အချို့ကျတော့အပြင်ရထက်တော့နှစ်ဆဆိုးသွားပြီအချို့ရဆိုးသွားပြီဘာကြောင့်လဲဆိုတော့တို့တွေဒီအစရိယနိုင်ငံတော်အပြစ်မြင်နေရဒီတော့ကြောင့်နိုင်ငံတော်ကိုတို့တို့ဒီပုံကန်ချားနာတယ် ဒါကြောင့်နိုင်ငံတော်ဖမ်းဆီးရဲကျင်းတော်လည်းရောက်လို့ခံစားတဲ့ဒုက္ခမှန်များကိုငါတို့ကြောက်ဖြစ်တာငါတို့နိုင်ငံတော်ပုံကံလို့ဖြစ်တာလို့သူတို့တွေးမယ်လို့ထင်လားရှင်လုံးဝမတွေးပါဘူးလူတွေဆိုတာဘယ်တော့မှကိုယ့်ကိုယ်ကိုပြစ်မတင်တတ်ဘူးရှင်အသိဉာဏ်နဲတဲ့သူကိုဆိုတယ်အသိဉာဏ်ပညာရှိတဲ့သူတွေကဩငါတို့မားပြီဆိုပြီးကိုယ့်မားကိုကိုယ်စင်ကျင်ကြတာအသိဉာဏ်ပညာနဲတဲ့သူတွေကဘယ်တော့မှကိုယ့်မားကိုမစင်ကျင်ဘူးရှင်ဒီလိုလူတွေကထောင်ထဲမှာနေရဲ့အချိန်မှာလဲနိုင်ငံတော်မုံတီးပြီးတော့နေတာဒါအပြင်ငါတို့တိုင်တဲ့သူတွေဘယ်သူတွေဆိုပြီးတော့သူတို့ကမုံတရားတွေနဲ့နေထိုင်နေတာ ဒီလိုလူတွေလည်းပြန်လဲလွတ်မြောက်တဲ့နေရာမှာပါလာမှာပါဒီလိုလူတွေကတော့နိုင်ငံတော်အတွက်ကိုပြည်သူတွေအတွက်ကိုလုံခြုံရေးကိစ္စတွေမှာနောက်ဆက်ပေးကောင်းပေးနိုင်ပါတယ်ဒါအောင်လည်းအထူးသတိပြုကြဖို့အတွက်လည်းမိဘပြည်သူများကျွန်မတိုက်တွန်းချင်ပါတယ်ရှင်နောက်ထပ်တစ်ခုကကြတော့ငါငါကကြီးကိုငွေပေးပြီးတော့ဝယ်ပြီးနိုင်ငံခြားထွက်ပြေးသွားသူပြန်လာမှာလားဆိုရဲမေးခွန်းငါငါကကြီးထွက်ဖို့အတွက်ကိုငွေပေးပြီးဝယ်တဲ့သူရှိရဲ့နော်အဲ့ဒီပုံမှန်အတက်ခံကြင်လို့အဲ့ဒီပုံမှန်အတက်ခံရမှသူတို့ကမှနိုင်ငံခြားသွားလို့ရှင့် ုက္ခတွေရှောက်လို့ရမယ်တပည့်ရှောက်လို့ရမယ်ဆက်သက်ပြအမေရိကန်နိုင်ငံကြီးမှာတို့တော့သွားပြီးတော့ပေါ့နော်အဲ့လိုဇလန်းနေရှိရဲ့ရှင်တတိယနိုင်ငံတို့တော့သွားပြီးတော့ပေါ့နော်ငါငါထွက်ဖို့ပတ်စံယူပြီးဝဲတယ်ထိုင်းနိုင်ငံထိုင်းမြန်မာနယ်စပ်ကိုအောက်လန်းနေရအောင်ပြေးတယ်အဲ့တော့မှတို့ကအမေရိကန်တတိယနိုင်ငံတစ်ခုခုပေါ့နော်အော်စီလာအမေရိကန်လာဘယ်နိုင်ငံလဲဒီမိုကရေစီအရေးအမတန်ကိုခါတဲ့လှုပ်ရှားကြိုးပမ်းနေတဲ့နိုင်ငံကြီးတွေပေါ့နော်အဲ့လိုနိုင်ငံကြီးတွေရောက်ဖို့အတွက်ကိုတို့ကငားငါကကြီးဆိုတာတို့တို့ကလမ်းရှောင်ရမယ့်တရားတစ်ခုရှင့် ဲ့တရားအခုအစိုးရချိုးလိုက်ပြီးမရှိတော့ဆိုတဲ့ခါကျတော့အမေရိကန်ကလည်းချိုးလိုက်ပြီးတက်တော့ချိုးလိုက်ကြတာတရားကိုဘာလို့ဟိုဘက်ကလည်းတီပီအက်ရောက်လိုက်တယ်ပြန်ထွက်တယ်ဒီဘက်ကလည်းငါးငါးကိုဖြုတ်ပေးလိုက်တဲ့ခါကျတော့အချိန်တန်အိမ်ပြန်လို့ရပြီရှင့်သူတို့ပြန်ရဲမယ်လို့ထင်ပါသလားဘာကြောင့်လဲဆိုတော့တချို့တွေကငါးငါးတစ်ခုတည်းနဲ့နိုင်ငံခြားအောင်ရောက်သွားတာမဟုတ်ဘူးရှင့်ငါးငါးလည်းပါတယ်အကျန်းဘက်ကလည်းပါတယ်လူပုတ်ကိုချင်းစော်ကားပုတ်ခတ်မှုလည်းပါတယ်လူတတ်ဖို့လက်ထောက်ချရလည်းပါတယ်အမှုတွေအများကြီးပါတဲ့သူတွေကလုံးဝပြန်မလာရဲဘူးရှင့် နိုင်ငံတော်ကခွန်လွှတ်လိုက်တာငါငါကကြီးတခုတည်းပဲလေအခုတော့မှကျင်းတောင်နေလွတ်မြောက်လာတဲ့သူကငါငါကကြီးတခုတည်းနဲ့ကြားတဲ့သူပဲလွတ်တာနော်ငါငါကကြီးတခုပဲလွတ်တာငါငါကကြီးနဲ့ဖမ်းပြီးတော့ဒီလူလုံးဆောင်နဲ့လုံးဆောင်ချက်ထဲမှာဒီလူဖုန်းထဲမှာအကျံဘက်ထောက်ပို့ထားတာရှိရဲဆိုအကျံဘက်ဥပဒေနဲ့ထက်ညည်းရဲ့သူကမလွတ်ပါအောင်နော်ငါငါကကြီးမှုတော့သူပြုတ်သွားလိမ့်မယ်ကျန်တဲ့မှုတွေသူဆက်လက်ရင်ဆိုင်ရအောင်မထောင်ထဲမှာပြစ်ဒဏ်ကိုကြောက်ခံရအောင်ပါရှင့်ဒါလေးကိုတော့ကျွန်မပြပြချင်ပါတယ် ပြီးတော့မိဘပြည်သူများရမ်းတည်ကြနေတာကအစိုးရဝေဖန်လို့ငားငါကကြီးနဲ့အချင်းတော်နဲ့ရောက်သွားတဲ့သူရှိရလေကျမတို့နဲ့ဘတ်တူတဲ့သူတွေပေါ့နော်ကျမတို့နဲ့ဘတ်တူတဲ့ခန်းသားချက်ချင်းတူနေတဲ့ရက်တီချက်ချင်းတူတဲ့အတိုင်းမဲ့ပြောမဆိုမရှိတာလေဥပဒေကိုကြော်လုံမိတာတွေကြောင့်ငားငါကကြီးနဲ့ဖမ်းဆီးခံရတဲ့သူတွေရောပြန်လည်လွတ်မြောက်လာမလားဆိုပြီးတော့စိတ်ဝင်စားနေကြပါတယ်အချို့မျှော်နေတဲ့သူတွေလည်းရှိပါရဲ့ရှင်ကျမတို့နဲ့အတူတူနိုင်ငံတော်ဘက်ကရက်တီပြီးတော့ပြည်သူပြည်သားတွေရဲ့ခက်ခဲတွေကိုစူးစမ်းတင်ပြနေတဲ့သူတွေအားလုံးကို ကျမကပြန်လဲလွတ်မြောက်စေချင်ပါတယ်ရှင်မိဘဖွေများအားလုံးကလည်းဒါလေးကိုမျှော်လင့်ဆောင်စားနေကြမယ်ဆိုတာယုံကြည်ပါတယ်ဒါကြောင့်ငါငါကာကြီးကိုအခုလွတ်ငင်းပေးတဲ့အထက်မှာကျမနဲ့ရှင်မချင်းတူရဲ့သူတွေလည်းပါလာပါစေလို့ဆန္ဒပြုဆုတောင်းရင်းနဲ့ကျမတဲ့အနှစ်ချုပ်လေးကိုတလောင်းနဲ့ပဲရှက်တန်းပြရစီရှင်မိဘပြည်သူများရှင်ကျမခုနောက်ထပ်တစ်ပုတ်လေးပေါ့နော်သတင်းလေးကတော့ information လေးတစ်ခုပေးချင်တာပါရှင် CDN လောက်ပြီးတော့မြန်မာနိုင်ငံကနေထွက်သွားသူတွေရှိပါတယ် ထွက်သွားတော့တော့ထွက်သွားလို့ရကြတယ်ရှင်ထွက်သွားကြတယ်သူတို့အထက်လမ်းနေထွက်ကြတယ်ပေါ့နော်အခုမလေးရှားနိုင်ငံရောက်ရှိနေတဲ့စီဒီယံလောက်ထားတဲ့သူတွေဟာဆိုရင် passport တက်တန်းတိုးလို့မရတော့ဘူးရှင်ဒီ information လေးတွေကျွန်မပြောပြချင်ပါတယ်ဘာကြောင့်လဲဆိုတော့စီဒီယံလောက်သွားတဲ့သူတွေလည်းဒါသူတို့ယုံကြည်ချက်ပေါ့နော်သူတို့ယုံကြည်ချက်သူတို့ခံကြရှိလိမ့်မယ်ဒါပေမဲ့သူတို့ယုံကြည်ချက်တည်းအများအတွက်အကျိုးမရှိခဲ့ဘူးဆိုတာတော့သိကြတယ် နိုင်ငံဝန်ထမ်းတယောက်ကနိုင်ငံတော်ဘက်သစ္စာရှိရတာရှင်ပါတီကိုသစ္စာရှိရတာမဟုတ်ဘူးလူပုဂ္ဂိုလ်သစ္စာရှိရတာမဟုတ်ဘူးကိုယ်တိုင်နဲ့နိုင်ငံတော်ဆိုတော့နိုင်ငံတော်ရွေးချယ်ရတာနိုင်ငံဝန်ထမ်းတယောက်ရဲ့အဲ့ဒါသစ္စာပဲဒီသစ္စာဖောက်ပြတ်တဲ့သူတွေအနေနဲ့ကတော့ဘဝမှာအခက်အခဲတွေအများနဲ့ကြုံနေမှာတော့မှားယွင်းတဲ့ကိစ္စတော့မဟုတ်ဘူးရှင်ဒါထိုက်တဲ့နဲ့ပြစ်ဒဏ်လို့တော့ပြောလို့ရတယ်ပေါ့နော်တော့စီဒီယံလုတ်တဲ့သူတွေအနေနဲ့အခုဆိုရင်ပို့ပြီးတော့ခက်ခဲလာပြီမလေးရှားမှာ passport တက်တန်းတိုးလို့မရတော့ဘူးဒီတော့မလေးရှားကိုဖျက်ပြေးသွားတာပဲဖြစ်ဖြစ်လုတ်သွားလုတ်တာပဲဖြစ်ဖြစ်ကိုကစီဒီယံဖြစ်နေရဲဆိုရင် တက်တန်းတိုးလို့မရတဲ့အတွက်ဟိုမှာဆက်နေမှာလားပြန်လာမှာလားပြန်လာလို့လည်းမရအောင်ကိုလူကလန်လေးဖြစ်နေတဲ့အခြေအနေတွေခုဖြစ်နေရဲဆိုပြီးတော့ကျွန်တော်ကြားသိရပါတယ်ဒီ information လေးတော့ကျွန်တော်ပေးချင်တယ်ပေါ့နော်အဲ့တော့စီဒီယံလုထားရတယ်ဆိုတော့မြန်မာနိုင်ငံမှာပဲကုတ်ကပ်ပြီးတော့နေတောင်စူးစမ်းကြပါရှင်မြန်မာနိုင်ငံကြီးကနောက်ဆိုရင်ဒီမိုကရေစီရသွားလို့ရှင်ဒီထက်တော့ပို့ပြီးတော့လုံနိုင်အောင်ပါနော်နေဆက်ဖြတ်ကျော်ပြီးရာဇွေးကောင်တွေကိုဖမ်းအောင်ပါနော်အဲ့ဒါလေးကိုလည်းကြိုတင်မျှော်လင့်စောင့်စားနေပါလို့ပြောချင်ပါတယ် ရှိရဲ့တချို့လေးဒီလားငါတို့အမေမလေးရှားရောက်နေပြီငါတို့ထိုင်းနိုင်ငံရောက်နေပြီငါတို့အမေရိကန်မှာငါတို့အော်ဇီမှာနေတို့မြန်မာနိုင်ငံလူတွေငါတို့ပြောချင်တယ်ပြောမယ်ဆိုချင်တယ်ဆိုမယ်ဆိုတဲ့သူတွေနေတော့ဆင်ကျင်ကြဖို့သင့်ပြီမြန်မာနိုင်ငံဒီမိုကရေစီရသွားပြီဆိုရင်မြန်မာနိုင်ငံနိုင်ငံတကာဆိုတဲ့ရန်နေရာတွေမှာကျမတို့ကဘောင်ဝင်တန်းဝင်ပြတ်တက်သွားပြီအဲ့အချိန်ကျရင်လူပုဂ္ဂိုလ်တယောက်ချင်းစော်ခါတာတာဖြစ်စေတရားလက်မဲ့ပြောဆိုထားတာဖြစ်စေကျမတို့လက်ထက်မှာတသက်တည်းများရှိရယ်နော် အဲ့ဒီတက်တဲ့တွေနဲ့ဒီလူဒီလူတွေမြန်မာနိုင်ငံသားဖြစ်တယ်မြန်မာနိုင်ငံသူတွေကိုဒီလူတွေစော်ကားပုတ်ခတ်နေပါတယ်ဆိုပြီးတော့ကျမတို့အမှုလုပ်မယ်တရားစွဲမယ်ဆိုရင်နိုင်ငံဖျက်ကျော်ပြီးလာဖမ်းမှာနော်ချင်းချောက်တာမဟုတ်ဘူးရှင်ဒီလိုပဲဖြစ်လာမယ်ဆိုတော့ကြိုပြီးတော့ပြောပြတာနော်အဲ့တော့ကြိုပြီးတော့ပုံစံနေရရှာထားကြ YouTube ရဲ့ Channel တွေထောင် TikTok တွေဖွင့်မြန်မာနိုင်ငံလူတွေနေ့စဉ်စေရေးတိုင်းထွာနေတဲ့အောက်တန်းစားတွေတတိတော်ထားပေါ့တကယ်လာဖမ်းတဲ့အချိန်ကျတော့မှမျက်နှာငယ်လေးနဲ့ပြန်မလာနဲ့ရှင် မြန်မာနိုင်ငံလူတွေရှင်တို့တနာမှာမဟုတ်ဘူးရှင်တို့မြန်မာနိုင်ငံလူတွေကိုစော်ကားထားတာနေစဉ်နေတိုင်းဆဲဆိုမာရိုင်းထားတာထောက်ဖို့လောက်တာတော့မှမတူးနော်တချို့ကထောက်ဖို့လောက်တယ်သူတို့ယုံကြည်ချက်သူတို့ခိုင်မာတဲ့သူတို့ရဲ့ရွေးချယ်မှုပေါ်ရှင်းတာသူတို့ရွေးချယ်မှုမှန်မှန်မှန်မှသူများကမထိခိုက်ပဲနဲ့သူတို့ရွေးချယ်မှုသူတို့လောက်တာဒါမျိုးကျွန်တော်လက်ခံနိုင်တယ်ထောက်ဖို့လောက်တယ်သူများကမဆဲဘူးသူတို့မထောက်ခံတဲ့သူတွေမဆဲမမိုက်ရိုင်းဘူးသူတို့လောက်ဆရာရှေ့ရလောက်တယ်သူတို့ထောက်ခံတဲ့အဖွဲ့အစည်းတွေကိုသူတို့ပတ်စံရှာတယ် ရတယ်ဘယ်တော့ကကိစ္စမရှိဘူးတချို့ထောက်ဖို့လေကြတော့ကို့ဟာကိုကို့ဖွဲ့စည်းကိုစက်တလောက်ထောက်ပန်တာကို့ကိစ္စအဲသူတို့ဖွဲ့စည်းရှုံးလာပြီဆိုတဲ့အချိန်ကျတော့ဘာမဆိုင်ညာမဆိုင်ပြည်သူတွေကိုလှမ်းပြီးတော့ဆဲရီတိုင်းထွာနေတဲ့လူတွေအောက်တန်းစားစကားထိုင်ပြောနေတဲ့လူတွေတတိရောထားပေါ့နော်ဒီလိုလူတွေကတော့ဥပဒေပုံမှန်တွေအများကြီးနဲ့ညှိစောမှာနော်နိုင်ငံတော်စော်ကားတာတမှုလူပုဂ္ဂိုလ်စော်ကားတာတမှုလူပုဂ္ဂိုလ်စော်ကားတာတော့မှကျမတို့စော်ကားရင်တမှု ကျမမဟုတ်တဲ့နောက်ပြောက်ကိုစော်ကိုင်းအဲ့တက်ရောက်ကဆွဲလို့ရှင်လဲအဲ့ဒါတမှုဒီတော့ကျမတို့လိုမျိုးလူပေါင်း၁၀ရောက်ကိုစော်ကားထားရဲဆိုရင်၁၀မှုရင်ဆိုင်ရမှာနော်အဲ့ဒါလေးတော့ပြောချင်နေရှင်ကိုယ့်ဟာကိုနေစင်နေရ YouTube မှာတင်ထားတဲ့ပုတ်လေးကြည့်ပြီးငါဘု து စော်ကားထားလဲငါဘု து မိုင်းရိုင်းထားလဲဆိုတာထိုင်ပြီးသင်ချာပုတ်စာလိုမျိုးတွက်နေရှင်ကယ်ကူလေတာရှိလို့ရှင်တခါတည်းထိုင်ပြီးတွက်ထားလိုက်၁၀ရောက်ပြောထားလို့ရှင်၁၀မှုရင်ဆိုင်ရမယ်တယောက်ကိုနှစ်နှစ်နဲ့ပဲတွက်နှစ်ပေါင်း၂၀ဓာတ်တွေကို ကြိုမသိဘဲနဲ့လုတ်ခဲ့တာမို့လားမြန်မာနိုင်ငံပြန်လာတဲ့အချိန်တိုင်းစုံကြတာပေါ့ရှင်မြန်မာနိုင်ငံပြန်လာလဲရပါတယ်ကျမတို့ကလာပြီးခေါ်ပါမယ်ရှင်ကျင်တော့မြန်မာနိုင်ငံသားဖြစ်မွေးလာပြီးမြန်မာနိုင်ငံကိုထင်သေးရမို့လားမြန်မာနိုင်ငံလူတွေမလုတ်နိုင်ပါဘူးလို့ထင်နေရမို့လားမြန်မာဟာဘာလဲဆိုတာကိုကဘာသိအောင်ပြမယ်မြန်မာကိုဖျက်ဆီးရတဲ့သူတွေသိအောင်ပြမယ်ရှင်ဒါအပြင်ကျမအနေနဲ့မိဘသူများကိုလည်းပြောချင်တာပေါ့နော်အွန်လိုင်းမှာ အကြံပါအပေးရဲ့လူတွေထောက်ပို့တဲ့သူတွေဆဲဆိုမိုက်ရိုင်းထားတဲ့ရုပ်တံဖိုင်တွေတက်တဲ့တွေအားလုံးကိုတင်ထားကြပါကျွန်တော်တို့တနေ့မှာကျွန်တော်တို့မှလည်းတင်ထားရှိရပါတော့ကျွန်တော်တို့တနေ့မှာလိုအပ်လာတဲ့အချိန်ကြားလို့ရှိရင်ကျွန်တော်တို့မှရှိရတက်တဲ့အပြင်မိဘပြည်သူတို့မှရှိရတက်တဲ့တွေပါကျွန်တော်တို့တောင်းဆိုပါမယ်အချိန်ကြားလို့ရှိရင်ကျွန်တော်တို့တက်တဲ့လေးတွေလည်းကျွန်တော်တို့စုပေးပါဆိုရင်မိဘပြည်သူပေးတဲ့တက်တဲ့တွေပါစုပြီးတော့ကျွန်တော်တို့ကအမှုတည်ဆောက်နိုင်အောင်လို့ပြည်စုံသွားလှုပ်ဆောင်မှာဖြစ်ပါတယ်ရှင်ဒါကြောင့်မိဘပြည်သူများအနေနဲ့အခုချိန်မှာဒီကောင်ကြီးရဲ့ပြောဆိုတာမှိုင်ရိုင်းတာတွေကိုခံနေရတယ်ဆိုရင် စိတ်တက်မကြပါနဲ့ဒီလူတွေလုံးဝတက်တည်စုထားပါကျမတို့ပြန်တုံ့ပြန်နိုင်တဲ့နေ့ကိုရောက်လာမှာပါရှင်ကျမတို့အားလုံးကြိုတင်ပြင်ဆင်ထားရမယ်ရှင်တစ်ခါကျရင်စံပြအနေနဲ့လှုပ်ပြီးမှနောင်လောင်လောင်သားတွေလည်းငါတို့ဒီလိုလုံးဝဒီလိုခံရမယ်ဆိုတော့သိမှာပါအောက်တန်းကြတဲ့သူတွေစိတ်တက်ရှုပ်မာတဲ့သူတွေဟာဥပဒေရဲ့အဆုံးအမခံယူသင့်ပါတယ်ဒီတော့မှသူတို့လိမ်မာကြမှာပါရှင်ဒီလိုအဆုံးအမခံယူနိုင်ဖို့အတွက်ကျမတို့ကအားလုံးပဲပြည်သူအားနဲ့ကြိုးစားကြအောင်ရှင် ကျမသတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပြရစီရှင်။ကျမရဲ့သတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲစိတ်ရှည်စွာနဲ့အားပေးခဲ့ကြတဲ့မိဘသူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြည့်ဝကြပါစေ။လူချင်းချင်းနှက်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလိုချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေစုကဆုတောင်းမြတ်တာပို့သလိုက်ရပါရဲ့ရှင်။